ဒုက္ခသစ္စာကြီးပဲငါကူငါဟာလည်းမဟုတ်ဘူးတိတန့်ခိုင်းမြဲနေတာလည်းဟုတ်ရဲ့လားဟုတ်ပါဘူး။အော်ဒီဘုရားပြီးရင်ပြီးပြီလားလို့မေးရင်မပြီးဘူးတဲ့အကြောင်းတရားကြောင့်အကျိုးတရားတွေမဖြစ်မှလားဖြစ်မှလား။အကြောင်းတရားကြောင့်အကျိုးတရားတွေဖြစ်မယ်ဆိုလို့ရှိရင်ဟောအုပ်စေတာဒိဋ္ဌိလည်းပြုတ်တယ်တဲ့မပြုတ်တာလားပြုတ်တာလား။ငါကူငါဟာမဟုတ်ဘူးဆိုလို့ရှိရင်တက္ကာယဒိဋ္ဌိပြုတ်တယ်။ဟောတိတန့်ခိုင်းမြဲနေတာမဟုတ်ဘူးဆိုရင်တတရဒိဋ္ဌိပြုတ်တယ်။ အကြောင်းတရားကြောင့်အကျိုးတရားဖြစ်တာဆိုလို့ရှိရင်ဥစ္စေရဒိဋ္ဌိလည်းပြုတ်တယ်ဒါကအကျဉ်းအားဖြင့်ရှင်းနာကြီးကနည်းနည်းလေးကြောနေလို့ဦးဇင်းတို့မြန်မြန်လေးသိမ့်လိုက်တာပေါ့ဟုတ်လားဒါဆိုလို့ရှိရင်ခန္ဓာပရိစ္ဆေသမုပ္ပါဒ်ကိုသိရင်ဒိဋ္ဌိပြုတ်မယ်ဘာပြုတ်မှာပါလဲဒိဋ္ဌိပြုတ်မှာအာကြီးတဲ့ဝိပဿနာဖြစ်မယ်အဖြစ်မှလားဖြစ်မှလားအာကြီးတဲ့ဝိပဿနာဖြစ်မှနိဗ္ဗာန်ကိုဆံဝင်နိုင်မယ်မဆံဝင်နိုင်မှလားဆံဝင်နိုင်မှလား သံဝင်နိုင်မှုဆိုလို့ရှိရင်ဟောဒီခန္ဓာကိုညံနဲ့မကြည့်ရမှလားကြည့်ရမှလားခန္ဓာကိုညံနဲ့ကြည့်လိုက်တဲ့အခါကျတော့ခန္ဓာ၅ပါးယုတ်နဲ့နှစ်ပါးဖြစ်ပြကပါသစ္စာဒုက္ခသစ္စာဟောဒုက္ခသစ္စာကြီးတခါကြီးတခါမကြီးမရတာလားရတာလားအဒုက္ခသစ္စာကြီးပဲသိတဲ့မြင်တဲ့ရှုတဲ့ဉာဏ်ကတရားလားမကသစ္စာလားမကသစ္စာသိတဲ့မြင်တဲ့ရှုတဲ့ဉာဏ်ကပါသစ္စာ မကဒိသာမကဒိသာနဲ့ကြည်လိုက်တဲ့အခါကျတော့တက္ကာယတတ္တရာဥစ္စေတာဒိဋ္ဌိဆိုတဲ့သမှုရိယသစ္စာတွေမသေးဘူးလားသေပါဘူး။ဟောသေးတာကတခြားလားသမှုရိယသစ္စာလားသေပါဘူး။သမှုရိယသစ္စာသေပြီဆိုမှတော့တခိုက်တခမိုင်းနောက်ခန္ဓာတွေလာပါဦးမလား။နောက်ခန္ဓာမလာနိုင်တာကတခြားရှုလို့လားနိဗ္ဗာန်ကိုရလို့လား။ဝိပဿနာဉာဏ်နဲ့ရှုပြီးနိဗ္ဗာန်ကိုရတဲ့အခါကျတော့ဒကာယိကမိုက်တွေဟောနိရောဓသစ္စာမစိုက်မှလားစိုက်မှလား <laughs> စိုက်သွားပါတယ်တဲ့ဒါဆိုလို့ရှင်တခိုင်းတခမိုင်းဒီဟောသစ္စာဘယ်နှချက်စိုက်တာပါလဲ၄ချက်စိုက်တယ်တဲ့ဒါကြောင့်သစ္စာ၄ချက်လဲစိုက်အရှိန်လဲနည်းနည်းလေးကြော်ပြီးမို့လို့တာဓု၃ချိန်ခေါ်တော်ကြပါအောင်ဆို့